တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်။မြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘ ෝජ ုတ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့ကျွန်တော်ကတော့တာဝန်ယူရမှာကိုနည်းနည်းမှမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်တင်ဖြစ်သလားဒါမှမဟုတ်ဘာတွေကိုလုပ်မလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားကြရတော့ရှိပါသေးတယ် ဒီစကားတွေကိုချင်းငင်ထောက်ဆကြည့်ခြင်းအပြင်ခွေကျုံထွန်းမြင့်နိုင်ဟာရခိုင်လူမျိုးတို့ရဲ့ကောင်းဆောင်ဖြစ်တာမကမြန်မာတနိုင်ငံလုံးရဲ့အမျိုးသားကောင်းဆောင်အစဉ်အထိကိုဤသူလူတို့ရဲ့ထောက်ခံမှုနဲ့အတူတက်လှမ်းနိုင်မှုရည်ရွယ်ချက်ရှိနေသလားဆိုတာစိတ်ဝင်စားစရာမေးခွန်းတစ်ခုပါ ဒါဟာမဖြစ်နိုင်တဲ့အရာမဟုတ်ပေမဲ့ဗိုလ်ချုပ်ထွန်းမြင့်နိုင်အတွက်ကတော့အခက်ခဲများစွာကစောင့်ကြည့်နေလျက်ရှိပါတယ်။သို့သောဗိုလ်ချုပ်ထွန်းမြင့်နိုင်ဦးဆောင်တဲ့အရခတ်တက်တော်အေအေဟာမြမတော်နိုင်ရေးသမိုင်းတလျှောက်မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်အောင်လုပ်ပြခဲ့ပြီးရခိုင်လူထုကသာမကတခြားသောဗမာအပါအဝင်တိုင်းရင်းသားလူမျိုးများရဲ့ထောက်ခံမှုကိုသိင်ကြုံရယူနေပါတယ်။ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့စွမ်းဆောင်ရည်တွေကိုအတွေ့အကြုံ highlight လုပ်ရရင်2009ခုနှစ်က KIA ဌာနချုပ်လိုင်းစားမှလူဦးရေ20တပိုင်ရင်းတစ်နှစ်တစ်လက်နဲ့အေအေကိုစတင်ထူထောင်ခြင်း င်တနိုင်ငံလုံးကဖြစ်နိုင်မှာမဟုတ်ဘူးလို့ပဲယူဆထားခဲ့ကြတာပါတကယ်လဲထိုခေတ်အခါကနိုင်ငံရေးအခြေအနေနဲ့ရခိုင်ပြည်နယ်ရဲ့ပထဝီဝင်အနေအထားဟာအရခတ်တတော်အေးအေးလိုမျိုးမဖြစ်စနောက်အင်းအားနဲ့သတန်းသူအီရလိုတစ်ခုအတွက်အခြေချဖို့ကလုံးဝမဖြစ်နိုင်ပါဘူးအထူးသဖြင့်ရခိုင်စစ်မြေနာအတွက်လက်နက်ခဲရန်ထောက်ပို့လမ်းကြောင်းဟာရှီလျားယုံနာမကအမတန်ခက်ခဲခဲ့ပါတယ်ရှမ်းမြောက်မှသည်ကချင်စကိုင်းချင်းတောင်လိုကူဖြတ်ကရခိုင်အထက်ကိုခက်ခက်ခဲခဲသယ်ယူကြရတာပါဒီလိုအခြေအနေတွေရောက်မယ်မြန်မာစစ်တပ်ဟာအရခတ်တတော်အီ ီအဖို့ကိုအထင်သေးရှော့တွက်မိခဲ့ပြီးဒါဟာလည်းအကြီးမားဆုံးအမားတစ်ခုချစ်သွားခဲ့တယ်လို့ဘောကျုပ်ထွန်းမြတ်နိုင်ရဲ့ပြည်ရဲ့ကြွေဝါမှုနဲ့စီယုံရင်းဆိုင်ရီတွေကြောင့် အရက်ခတ်တတော်အေးဟာလက်ရှိကာလမှာရခိုင်ပြည်နယ်ရဲ့90ရာနှုန်းသောဧရိယာတို့ကိုထိန်းချုပ်ထားနိုင်တဲ့အပြင်သိမ်းပိုက်ထားသမျှနေမြေတွေကိုပြန်လည်လက်လွတ်ရခြင်းမရှိဘဲအအောင်မြေစုံဤရလိုတစ်ခုအဖြစ်တော်မကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာလည်းလူလူထောက်ခံမှုအမြင်ဆုံးဤရလိုခေါဆောင်တယောက်အဖြစ်ဆိုင်ကျင်ချိုးထားပါတယ်အရက်ခတ်တတော်အေးရဲ့လှုပ်ရှားမှုတွေကိုမင်းအောင်လိုင်ဦးဆောင်တဲ့စက္ကမကပါမကတရုတ်နဲ့အမေရိကန်ထောက်လှမ်းရေးတွေကပါချီရခံလို့မလွယ်ကူပါဘူး2021ခုနှစ်တနင်္ဂနွေလုံးအောင်ကြွနေချိန်မှာအရက်ခတ်တတော်အေးဟာ ရခိုင်ပြည်ကိုငင်းငဲစီခြင်းပြီးຫນွေဦးတော်နိုင်ရင်နဲ့ကင်းရှင်းတဲ့အောင်ရခိုင်တကြံကိုစီကားစွာကျင်းပပြခဲ့ပါတယ်ဆော့ကတ်ဆာဟာအကျန်းဖက်အဖွဲ့အစည်းကနေပယ်ပြတ်ပြီးခဲ့ရတဲ့အထီကိုပါနက်စွာနဲ့ရန်သူကိုလှည့်ဆနိုင်ခဲ့တာပါပရိရဲ့ကြွယ်ဝခြင်းဆိုတာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပါရမီတစ်ခုဖြစ်တယ်လို့ရခိုင်လူလူရဲ့အမျိုးသားရေးစိတ်တက်ကိုနှိုးဆော်ကရခိတာလန်းစင်နဲ့အတူရခိုင်လူလူကိုစီယုံနိုင်ခဲ့ခြင်းဟာလေဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့နှလုံးသားအရင်ခံစီယုံရေးစွမ်းရည်တစ်ခုပါ နောက်ထပ်အသည့်သားသောဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့အရေးအချက်တစ်ခုကတော့လက်တွေ့ဆန်ခြင်းမှာဗိုလ်ချုပ်အောင်ဆန်တဲ့နယ်ဆင်မန်ဒေလာတို့တော်လှန်ရေးပြည်သူ့ကားတွေမှာလည်းဒီရေချင်းမျိုးကိုတွေ့ရပါတယ်။အယူအဆတစ်ခုကိုဖုံသေးဆဲခိုင်ထားခြင်းမရှိဘဲအချင်းချင်းအချင်းခါကိုလိုက်ခါလက်တွေ့ကြကြကျင့်သုံးတတ်တာပါ။အဖြစ်ဖြစ်တဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်။ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွေ့ရင်းနဲ့အာကျွန်တော်တို့နားလည်လာတာဖြစ်တယ်။ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှ ိန္ဒိရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဘာတွေလုပ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ် အီအီကူစတင်ဖွဲ့စည်းခဲ့အခါကရခိုင်တပ်တော်လူအမိပြေးဟခဲ့ပြီးရခိုင်လူထုလူမျိုး၏အကွက်သာရည်ရွယ်ခဲ့ပေမဲ့နောက်ပိုင်းမှာအရခတပ်တော်လူအမိပြောင်းလဲခဲ့ကရခိုင်ဒေသတစ်ခုလုံးမှာလူမျိုးစုများစွာအတွက်အထိပယ်ဆောင်ခဲ့ပါတယ်။နေဦးတော်လိုင်းအတွင်မှာလည်းဗမာပြည်သူလူမျိုး၏တပ်တော် PPLA ကျောင်းသားလေယုံတက်တော် SAF တို့အပါအဝင် PDF တပ်ဖွဲ့ပေါင်း20ကျော်ကလည်းတိချာလေးချင်းပြူထောင်ပေးခဲ့ပါတယ်။ဒါဟာစကစကို အပီးတန်ချိုချနိုင်ဖို့ဒီယူရထားတာပါ။နယူးဒေါ်လာကလာဗိုလ်ချုပ်ထွန်းမြင့်နိုင်အင်တာဗျူးတွေမှာတနိုင်ငံလုံးအရေးကိစ္စများကို အလေးပြီးပြောကြလာတာတွေ့ရတယ်လို့တချို့သောတိုင်ဟင်းသားအစုအဖွဲ့တွေရဲ့လူမျိုးဆွဲကြီးမှုတွေကိုလည်းအပြူသဘောနဲ့ထောက်ပြလာတာတွေ့ရပါတယ်။ဗမာတွေကဥဆောင်ပြီးမှတိုင်ဟင်းသားတစ်ခုတိုင်ဟင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင် ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုပြုဖို့လဲလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးရတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက် တိုင်းရင်သားခေါင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့ဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ် တော်လိုင်းခရီးတခြားအကွေးကြုံမြမသည်ကောင်းစားသင်ငန်းလာယူနိုင်ခဲ့တဲ့ဘွေကျူခုံမြနိုင်ဟာရခိုင်လူလူအထက်သားမှကလူမျိုးပေါင်းစုံလူမျိုးရေးအတွက်ပါဦးတည်လာခဲ့ပါပြီအရခတ်တက်တော်အေးအေးဟာစီရင်ဆိုင်ရာတရင်အချက်လက်တွေထုတ်ပြန်ရမှာလဲအဓိကအခင်ဦးခိုင်ဒုက္ခတဦးလေးကပဲထုတ်ပြန်လို့ရှိပြီးတခြားသောကောင်းဆောင်ပိုင်းတွေဟာဆိုရှယ်မီဒီယာပေါ်တက်ပြီးရေးချင်တိုင်းရေးခွင့်မရှိကြပါဘူးစကားနည်းနည်းပြောပြီးအလုံးနဲ့သက်သက်ထွေးချင်းဖြင့်လူလူရဲ့ယုံကြည်မှုကိုရယူထားတာပါအရခတ်တက်တော်အေးအေးဟာ၎င်းတို့ရဲ့တပ်သားတွေဆိုရှယ်မီဒီယာပေါ်မှာစီရင်နဲ့ပတ်သက်တဲ့အချက် က်သက်တည်မျှဝေခြင်းကိုလည်းတင်းကျပ်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD လောက်က PDF တဖွဲ့တွေမှာတော့ Google Page များထောင်လိုက်ရမုံငွေရှာဖွေခြင်းများမှသည်စီးရဲအချက်လက်များပေါက်ကြားလျက်ရှိပါတယ်။ဒါဟာလည်းဘဏ္ဍာငွေလိုအပ်ချက်ကြောင့်ဖြစ်ပြီးအပြစ်တင်လို့တော့မရပါပဲ။စကားစဘက်ကတော့ PDF page တွေကိုအငင်းမပြတ်ထောင်နှံ့နေခြင်းအပြင် data နဲ့အင်အားဆိုတဲ့အဓိက အချက်နှစ်ခုကိုအနည်းဆက်ဆုံးခံမနိုင်ပြီးတံပြန်ထူးစေအတွက်မဟာပြူဟာရေးဆွဲရမှာများစွာအထောက်အကူပြုခဲ့ပါတယ်။ တဟရခိုင်စစ်မျက်နှာနဲ့တခြားသောစစ်မျက်နှာတွေအဓိကကွာခြားချက်တွေကတခုလည်းဖြစ်ပါတယ်။ဒီနေရာမှာတခုတတိထားရမှာက EE ရဲ့အောင်မြင်မှုလို့ပြောရင် ULE ရဲ့ဥဆောင်မှုနဲ့ရခိုင်ပြည်သူလူထုရဲ့စိတ်အားထက်သန်မှုတွေကိုပါချမ်းသာထားလို့မရပါဘူး။ဘိုးကျူထွန်းမြနိုင်ဒေါက်တာညူထွန်းအောင်နဲ့ဥခိုင်ဒုက္ခတို့ကသာ social platform မှာသာမြင်တွေ့နေရပြီး ULE မှာလူမြင်ကွင်းရှင်မှာထွက်တဲ့တင်ငန်းရှင်ပေါင်းများစွာနဲ့ခိုင်မာကျင့်လက်စွာဖွဲ့စည်းထားတာပါ။အရက်ခိုင်တက်တော် EE ဟာလက်ရှိအနေအထားအရ ER ဦးမြအကြစည်ရအ အောင်မြင်ဆုံးလို့သတ်မှတ်လို့ရပြီမယ်အရက်ခတ်တက်တော်ရဲ့အောင်မြင်မှုတွေကိုဆွဲချသွားနိုင်လောက်တဲ့ထိုးနှက်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်ဒီနေရာမှာတော့မြန်မာနောင်တရင်ဌာနရဲ့ဗီဒီယိုဆောင်မတစ်ခုကိုကူကဖော်ပြပါမယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ရက်ခိတာအိမ်မက်ကိုဖျက်ဆီးနိုင်တဲ့အန်ရဲထောင်ချောက်တွေလည်းအပြည့်ရှိနေပါတယ်အဲ့ဒီထောင်ချောက်တွေကပထမဆုံးနဲ့ကြီးမားဆုံးထောင်ချောက်ကတော့ရိုရင်ဂျာပြည်ထနာဖြစ်ပြီးဒုတိယထောင်ချောက်ကတော့အေကိုမြွေစေဝါမှောင်ခိုရောင်းဝယ်နေတဲ့ဖွဲ့ဖြစ်ဆွဆွဲလာတာဖြစ်ပါတယ် လက်ရှိရင်ဆိုင်နေရတဲ့ဆွဆွဲချက်တွေဟာ AI ရဲ့စီးရေးအောင်မြင်မှုတွေကြောင့်လင်းမြန်တိုးတက်လာနေတဲ့နိုင်ငံရေးဂုံသိက္ခာကိုဖျက်ဆီးပစ်နိုင်တဲ့အခြေအနေရှိပါတယ်။ဘူဒီတောင်မြို့နယ်ကို AI သိမ်းပိုက်ခဲ့ချိန်ကထန်းရှောက်ခန့်ကျွေးရမှာရိန်ဂျာလူမျိုး600ခန့်ကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့နိုင်ငံတကာရောက်ရိန်ဂျာတွေဖွဲ့စည်းထားတဲ့ American Ranger မြို့သားကောင်စီ ARNC ကမကြတဲ့ခင်ကဆွဆွဲခဲ့ပြီးလူခွန်ရေးဖွဲ့စည်းတစ်ခုဖြစ်တဲ့45 Rights အဖွဲ့ကလည်း အဲ့ဒီဖြစ်ရကနေတက်ရှင်လွမြောက်လာသူမျက်မြင်သက်သေတဦးဆိုသူနဲ့အင်တာဗျူးနိုင်ခဲ့တယ်လို့ထုတ်ဖော်ပြောဆိုလာပါတယ်။အဲ့ဒီဆွဆွဲချက်ကဒီမှာပြင်းထန်လာပြီးနိုင်ငံတကာမှာပြန့်နှံ့သွားခဲ့ပြီးတော့ A ကလည်းတုတ်ပြန်ဖြေရှင်းနိုင်ခဲ့ပါတယ်။ဖြေရှင်းရမှာ A ဟာဓာတ်ရိုက်တုတ်ပြန်တဲ့နီလန်းကိုမသုံးခဲ့ပါဘူး။အဲ့ဒီစာထန်းရှောက်ခန့်ကြီးရွာရှိဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာကိုဒေသခံရိုဂျာတွေကိုဆေလွတ်လိလာစေခဲ့ပါတယ်။ တည်ဆုံးသူတွေရဲ့ကျင်ရစ်တဲ့ထောက်ထားတွေဟာစစ်ယူနီဖောင်းတွေစစ်အုပ်ထုပ်တွေနဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုပ်ကျွင်းတွေဖြစ်နေပြီးရိုဟင်ဂျာလူမျိုးလိုယူဆရတဲ့ထောက်ထားတွေမတူရတဲ့ကြောင်းဒေသခံရိုဟင်ဂျာတွေကိုယ်တိုင်တပ်တွေကပြောဆိုချက်ကိုသတင်းမီဒီယာတွေကနေတဆင့်ထုတ်လွှင့်ပေးခဲ့ပါတယ်။ထန်းချောက်ခံအေပေါ်ဒုတိယထောင်ချောက်ဖြစ်တဲ့ဆွဆွဲချက်ကတော့ဘင်္ဂလားဒေ့ရှ်နေဂျာဆောင်တပ်ဖွဲ့အကြီးကဲကအေဟာမွေးစေဝါမှောင်ခိုရောင်းဝယ်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ဆွဆွဲချက်ဟာမကြသေးခင်ကအာနာသိန်းစစ်တပ်ကဝါရဖြန့်သတင်းစာတွေကနေတဆင့်၎င်းတို့ဖမ်းမိတဲ့မွေးစေးဝါးတွေမှာအေတပ်ဖွဲ့ဝင်တွေပဝင်ပတ်သက်နေတယ်ဆိုတဲ့ထုတ်ပြန်ချက်အတိုင်းတန်ယောင်လိုက်နေတဲ့အောင်ရှိပါတယ်အခုဒီချိန်မှာတော့အေပြောခွင့်ရဥခိုင်ဒုခရဲ့ထုတ်ပြန်ချက်တွေကပါမန်ညင်းပယ်ချက်မျိုးမဟုတ်ဘဲဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်ဖွဲ့အနေနဲ့မွေးစေးဝါးလူကုန်ကူးမှုရိုဟင်ဂျာလက်နက်ကန်ဖွဲ့တွေကိုမွေးမြူထားမှု စတဲ့ရာဇဝတ်မှုတွေမှာတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့တံမြန်ဆွဆွဲလိုက်ပါတယ် တကယ်တော့ရူအင်ဂျာအကြီးဟာခင်ညွန့်လက်ထက်ကလေးကလူအယင်အသုံးချနိုင်မှုမြန်မာစစ်တပ်ကစနစ်တကျပြင်ဆင်ထားတဲ့ကြံစည်ခေါင်းချုပ်ကြီးတစ်ခုပါအခုလဲစကစဟာမောင်တော်နယ်စပ်ကရူအင်ဂျာတွေကိုနေမီပြီးမဲ့စီယုံကလက်နက်တက်ဆင်ပေးပြီးအရက်ခတ်တက်တော်အီအီကိုတိုက်ခိုက်နေပါတယ်ဒီလူစကစတပ်ပလက်နက်ကအကြမ်းဖက်ရူအင်ဂျာစစ်သွေးကြော်တွေကြာဆုံးတာဟာလူမျိုးတွန်းတပ်ဖြတ်မှုလို့ပြောလို့မရပါဘူးမြသူပင်ဆိုစီကမှဘွေချုပ်ထုံးမြနိုင်ဦးဆောင်တဲ့အရက်ခတ်တက်တော်အီအီဟာဒီလူပြင်းထန်တဲ့နိုင်ငံကြီးထုံးနဲ့ချက်တွေကို လက်တွေ့ကြကြတုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါဟာလည်းအတိမတ်ပြရမယ့်အရေးချင်းတစ်ခုပါ။ကြန့်ရှိနေသေးတဲ့ကြောက်ခူနဲ့စစ်တွေမျိုးကြီးနှမျိုးကိုသိမ်းပိုက်နိုင်ခဲ့ရင်အရခတ်တတော်အီအတွက်အရခတ်အိမ်မဟာ ပထမအဆင့်အောင်မြင်သွားပြီလို့ဆိုနိုင်ပါတယ်။သို့တော့ရှေ့ဆက်ရမယ့်အာရခခရီးအတွက်အဆင့်များစွာကျန်နေပါသေးတယ်။ရခိုင်မျိုးမန်းချက်အတိုင်း Confederation ခရီးကပဲဆက်လျှော့ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာရခိုင်လူမျိုးစုကောင်းဆောင်တဲ့ရောက်အနေနဲ့ဆက်ရှိနေမလား။သို့မဟုတ် Federal Land ကပဲယူပြီးရခိုင်လူမျိုးစုများအထက်သားမှကတိုင်းနိုင်ငံလုံးကတိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ကောင်းဆောင်ဖြစ်လာမလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းပါတယ်။မကြသေးခင်က တောအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Everdent ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ရဲ့အလို့သဘောတွေ့ဆုံမှုမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ Federal Democracy နိုင်ငံဖြစ်လာအောင်ကြိုးစားကြဖို့သဘောတူခဲ့တယ်လို့ပြီးရပါတယ်။အင်တာဗျူးတစ်ခုမှာလည်းမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘိုးချုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဘက်ကစဉ်းစားချက်ကတာဝန်ပေါ့ ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာကပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုမဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးတိုးတော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်တင်ဖြစ်သလား ဒါမှမဟုတ်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားကြရတော့ရှိပါသေးတယ် ့တော့ဒီအကြောင်းအရာတွေဟာအစ်တို့သဘောပြောဆိုမှုများတာဖြစ်ပါတယ်။လက်ရှိမှာတော့ရခိုင်ပြည်ထောက်ပံ့ငင်းကျန်းနိုင်မှုရာစကားစကူအပိတိုင်ဖြိုချနိုင်မှုလို့ပြီးနိုင်ငံအနှံ့မှာတော်လိုင်းအင်အားစုတွေကိုလည်းအရခတက်တော့အေးအေးဟာလက်လက်မီတလောက်ပံ့ပိုးကူညီမှုများရှိနေပါတယ်။ဘိုးချုပ်ထွန်းမြတ်နိုင်ကိုဖက်ဒရယ်တီတောင်စုရဲ့ခေါင်းဆောင်ဖြစ်စေခြင်းနဲ့အမားလူရုကိုယ်တိုင်ကဥဆောင်ပြီးတိုင်းရင်းသားတန်းတူညီမျှရေးကိုအခြေခံတဲ့အခင်းအချင်းတွေဖန်တီးပေးဖို့လိုပါမယ်။ဘလူးဘဲဖြစ်ဖြစ်အရခတက်တော့အေးအေးဟာစကားစ အုပ်စုကိုတခြားသောမဟာမိတ်များနဲ့အတူပူးပေါင်းကဖြိုချနိုင်ဖို့ဒီယူရထားပြီးမဟာဗျူဟာများကိုလည်းရေးဆွဲလျက်ရှိပါတယ်ကွန်ဖက်ဒရေးရှင်းကိုပဲသွားသွားဖက်ဒရယ်ကိုပဲသွားသွားရခိုင်နိုင်ငံပဲထူထောင်ထူထောင်စေအုပ်စုကိုဖြုတ်ချနိုင်ခဲ့ရင်ပြည်သူလူထုတရက်လုံးရဲ့နှလုံးသားထဲမှာဘွေချုပ်ထွန်းမြင့်နိုင်ဟာခေါင်းဆောင်တယောက်ဖြစ်ဆက်ရှိနေဦးမှာအသေးချပါပဲအဆုံးဒီနာဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်